အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Fred Boy and Live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ဂျူလိုက်ပါတယ်ကောင်းမွန်သောဒီလီဒီဖြစ်ပါဆိုဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လာမယ့်ဒါကျွန်တော်တို့နွေရာသီမှာပေါ့နော်လာမယ့်နွေရာသီမှာဒါဂိုးသမားပြောင်းလဲလို့တော့မယ်ဒါပြကျွန်တော်မနေ့ကနေပြောတာ of course လူတွေကြားထဲမှာစိတ်ဝင်စားစရာပြောစရာ topic တစ်ခုဖြစ်လာတာကတော့ RRMZ နဲ့ Manchester United အသင်းရဲ့ link ပဲအဲလက်ရှိမှာဒါကျွန်တော်တို့ Southampton နဲ့အတူ Tan Sin ဖို့အတွက်တည်ကြသွားပြီဖြစ်တဲ့ RRMZ အနေနဲ့ Southampton အသင်းနဲ့အတူ Tan Light Sin သွားမှာမဟုတ်ဘဲသူ့အနေနဲ့လာမယ့်နွေရာသီမှာ club အသင်းအစ်ကိုရှာဖွေနေဖြစ်တဲ့ RRMZ လက်တော်တော်လေးကိုကန်ဆိုးပါလက်ရှိမှာဒါကျွန်တော်မှတ်မှတ်ရသူပြောင်းတဲ့အသင်းတော်တော်များများမှာ ာဒါကျွန်တော်အသင်းတိုင်းလိုလိုတန်ဆင်သွားခဲ့ရပြီအခုလက်ရှိမှာဒါသူပြောင်းခဲ့တဲ့အသင်း၄သင်းမှ၃သင်းမြောက်ကတန်ဆင်သွားခဲ့ရဖြစ်တယ်ပေါ့နော်အဲ့တော့ RMZ ရဲ့လက်ရှိမှာဒါပြောချင်တာကဗျာသူဟို RMZ ကိုယ်တိုင်ညံ့နေဆိုတော့ဒါကခုလက်ရှိစောက်တန်းနဲ့ပုံစံမှာကြည့်ရင်သိတာပါလေ RMZ ကတအားအဆင်ပြေတဲ့ကစားသမားတွေပါဒါပေမဲ့သူ့ရဲ့နောက်တန်းအများတော်တော်လေးကိုဆုပ်တယ်ဒါသူဖမ်းခဲ့တယ်သူပဲကန်ဆိုတော့မှလက်ရှိမှာဒါ Arsenal သင်းနေနေဒါကျွန်တော်မှန်ရင် Arsenal သင်းအောင်မြင်ခဲ့တဲ့အချိန်မှာ RMZ တောင်ကတာဝန်ကြီးခဲ့ ူအမားတွေမရှိဘူးအမားတွေရိုင်ယာလည်းဘယ်လောက်ထိကောင်းလို့လဲဗျာရိုင်ယာလည်းခုနကကောင်းတာမှိုင်မဲ့ဒါမားတာကြီးများတစ်ခါရပြလူတွေကတကယ် bias ဖြစ်တယ်တို့မှလေလူလူတွေမှာပြဿနာရှိတယ်ကျွန်တော်က new twice syndrome ပေါ့နော် shiny twice syndrome ဆိုတာဖြစ်တယ်ကျွန်တော်တို့အယုတ်အဟောင်းကိုအယုတ်သိမြင်အယုတ်ဟောင်းတအားမိတတ်ကြအဲ့ဒီပြဿနာအဲ့တော့လက်ရှိမှာ Manchester United အသင်းကဒါ Aaron Ramsey နဲ့ချိန်ဆက်တယ်ပေါ့နော်အဲ့တော့ Ramsey နဲ့ပတ်သက်ပြီးလူတွေက whine တာ Ramsey လို့ကစားသမားမျိုးငါတို့က အမှန်တရားပြောရင် Manchester United က Ramsey ကိုခေါ်မဲ့နေရာမှာ Andrea Onana ကိုအစားထိုးဖို့ခေါ်မှာမဟုတ်ဘူး။လက်ရှိမှာ Manchester United က La Mine Nuya ဒီမှာသူ့လက်ရှိကစားသမား၉သမား၃ယောက်လုံးဖြစ်တဲ့ Octavian Da တော်မီတန်အန်ဒရီယိုအိုနာနာ၃တယောက်လုံးကလက်ရှိမှာအခက်မသိရင်ထွက်ပေါ်နိုင်တဲ့အဖြစ်တွေကြောင့်မလို့သူတို့နဲ့ Iron Ram Zero ကိုလက်ရှိမှာအယံပုံစံမျိုးတကယ်အသင်းမှာဒါခုနကပြောလို့ပဲ experience ပေါ့နော်ပြောချင်တာဒါလက်ရှိဒါမှမဲ့ရမန်ချက်စတာယူနိုက်တက်တင်းနဲ့တစ်ချိန်ကဒါကျွန်တော်တို့ David De Gea နဲ့ Romero ကိုထားတဲ့ပုံစံမျိုးအကယ်၍တကယ် main goalkeeper ဆောက်တော့မကြဘူးဆိုရင်တော့ Ram Zero ကိုတင်ပြီးဆော့နိုင်မယ်ပုံစံပုံစံအဲ့တော့ United အသင်းကလက်ရှိမှာ Ram Zero ကိုခေါ်ယူချင်တာကအကယ်၍ United အသင်းသားနံပါတ်1ဂူသမားနေရာမှာယူခဲ့မယ်နံပါတ်1ဂူသမားနေရာမှာ Andrew Onana စားထိုးဖြစ်ခဲ့မယ် ဆိုရင်အဲ့နံပါတ်1ဂူသမားကိုနောက်ကနေပရက်ရှာပေးနိုင်မယ်ဒါ Ramsey လို့ကစားသမားမျိုး United ကခေါ်ယူနေတာဖြစ်တယ် Ramsey ကိုခေါ်ယူမယ်ဆိုတော့ Southampton အသင်းနဲ့အခုလက်ရှိမှာကျွန်တော်တီးတလောက်ကိုပြောရမယ်ဆိုရင်ဈေးရမ်းမကြည့်မဲ့သဘောမှာရှိတယ်အဲ့ဒါကလက်ရှိအနေထားပေါ့အဲ့တော့ဘောဂျင်နာကမမဲရ အချီနေတခုရပြောမှာဆိုရင်တော့ဈေးပပေါ်နေရတယ်အနောက်ဆုံးပြဒါမှမဟုတ်ဆယ်တန်းအောင်တဲ့ဒီကစားသမားကရကိုရနိုင်မယ်အနေဒါတခုကိုဒါ Manchester United အသင်းနေဒီ game ကို play လို့ဆို long term ကိုနော် long term game ကြီးတခုလို့ဒါ United က play လို့သွားမယ်ဒါပေမဲ့တခုကောင်းတာ Ramsey ကအရင်ညံ့တဲ့ဂိုးသမားတယောက်မဟုတ် United အသင်းနေအခုလက်ရှိမှာ cancel ပိုင်း strong ဖြစ်လာတဲ့အချိန်မှာ Ramsey ကိုနောက်ကနေရန်နိုင်မယ်ဆိုပြီးတော့ပြဿနာကလူတော်များခုနကပြောဆိုတဲ့တင်းကိုပြေဝမ်းဖောက်လူတွေအောင်တော့ဟာ Ramsey ကို Manchester United ချိန်ဆက်တော့အော်ကတော့အခုတချို့ကြတယ်ဟာ Ramsey ကဒါခုန Manchester United တော့တန်းဆင်းအောင်လို့ United လိုအသင်းမျိုးကတမ်းမစင်းဘူးဗျာလာမင်းတွေလည်းပေါ့ Ruben Amorim နဲ့ philosophy အသက်ဝင်လာပြီးတော့ cancel ပိုင်းလို့လက်ရှိမှာ Newcastle 4-1နဲ့ရှုံးတယ်မှန်တယ်လက်ခံလို့ရတယ်ဒါပေမဲ့ဒါ4-1နဲ့လက်ရှိနောက်ပိုင်းမှာဒါကျွန်တော်ဂိုးပြဘလောက်ဘယ်နှချိန်ရှုံးခဲ့လို့လဲ Ruben Amorim အဲ့တော့ Belgium က cancel ကောင်းရင် Ramsey ကတကယ်အားကိုးရမှာဆိုတော့ပြီးတော့ Ramsey ကိုလည်း United က number 1ကိုယ်တော်မှာပေးမှာမဟုတ်ဘူး လုံးဝဘေးဘူး United ကလုံးဝအစီအစဉ်မရှိဘူး။ဒါကြောင့်မလို့ United အသင်းအနေနဲ့ဒါ Ramsey ကိုဒါကျွန်တော် comment ဆိုတော့မှပထမ first lineup ကိုမှ Andrea Onana ရှိမှဆိုတော့ Andrea Onana ကိုနောက်ကနေ push လုပ်နိုင်မယ့်ကစားသမားတစ်ယောက်ကို United ကခေါ်ခြင်းနဲ့ပြီးတော့အင်္ဂလိပ်ကစားသမားလည်းဖြစ်တယ်။ Aaron Ramsey ဘလောက်ညံ့ညံ့ခုလက်ရှိမှာဒါကျွန်တော် national လက်ရွေးစင်တစ်ယောက်ဖြစ်နေသေးတယ်အတွက်ကြောင့်မလို့ဒီနောက်ကနေရော push ပေးနိုင်မယ့်ကစားသမားတစ်ယောက်ဖြစ်တယ်။အဲ့တော့ Manchester United နဲ့ Ramsey တဲ့တင်ကလက်ရှိမှာတော့ solid တော့ဖြစ်လာပြီ။ဒါပေမဲ့ Ramsey ကလည်းရှင်းတယ်ဗျာအခုလက်ရှိမှာသူ Southampton နဲ့တန်းဆူပြီးမနေချင်ဘူး။သူနဲ့ဒါတက်တက်အသင်းအသင်းမှာနေချင်တယ်။သူက United ကို comment ဆို တော့ကြောင်းမှုအဲ့တော့လက်ရှိမှာရမ်စီဘက်ကကြည့်ရင်တနာဖို့ခေါင်းနေ။ तू အာစနယ်ကလွင် तू ပြောင်းတဲ့ကလပ်တွေအကုန်လုံး तू တန်းဆင်းသွားကလပ် तू ညံ့လာတဲ့ဆိုင်ဒီအသင်းတစ်သင်းလုံးကညင်ကိုခန်းစီတစ်ခုလား။ဟုတ်ကျွန်တော်ဆောက်တနေပွဲကျွန်တော်ပိုင်းကျစပါးနဲ့ပွဲစမှာဆောက်တနေအကယ်၍အဲ့ပွဲစမှာရမ်စီမကယ်ဘူးဆိုအနည်းဆုံး6လုံး9လုံးတွင်းကဆောက်တနေပြဿနာလက်ရှိမှာအဲ့တိုင်းပဲ။မမေရလက်ရှိကျွန်တော်တို့ဒါအက်စတိုမီလာနဲ့ရှိဝင်မှာဆို Ramsey penalty ရိုင်းဖမ်းတာပဲ Ramsey လောက် penalty ဖမ်းတာ Ramsey penalty နှလုံးဖမ်းလိုက်တယ်ဗျာဒီလား နဲ့ဘယ်မှာလဲသူ့ရဲ့ recognition အဲ့တော့ Bolton ကတခါကြရင် ပြဿနာအရာပဲအဲ့တော့ Ramsey နဲ့ Manchester United ရှိတဲ့တဲ့တင်းကမှန်မယ် United ရဲ့ number 1ဂုသမနေရာတော်တော်မဟုတ်ဘူးဒါကြောင့်မို့အရန်ကြီးစိုးရင်စရာမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီဗီဒီယိုကကျွန်တော်ဒါ5မိနစ်ဗီဒီယိုအနေနဲ့ပဲကျွန်တော်နားချင်တယ်ကျွန်တော်လက်ရှိမှာကြည့်တော့ည9နာရီ9နာရီကမှပဲကျွန်တော်5မိနစ်ဗီဒီယိုလေးပြန်တင်ပေးပါတော့မယ်အားလုံးကြိုးတင်ပါတယ်ကောင်းမွန်တော်နေ့ဒီနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တော့ကြံပြပါအောင်ဗျာ ပေါ်လုံးပွဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ဥတို့မှာကျင်းလို့ဆံပါဝင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ဥရဲ့လင်လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှမြန်မြန်နိုင်အောင်ဖြစ်ပါတယ်။ အားလုံးပဲကျူးတမရပြကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကျူးတမရမြန်မြန်ကလစ်ပြကြအောင်ဗျမြန်မြန်ကလစ်ပါမြန်မြန်နာဖြစ်ပါလေဒေးပါပါဗျ